်ဝီနီးဆိုတာတိလပိုင်းပဲတန်ခါတော်ရှင်သူမြတ်များရဲ့ဝီနီးဒီလူတွေနဲ့မဆိုင်မဟုတ်ဆရာတော်တန်ခါတော်တွေစောင့်ထင်းရတဲ့ဝီနီးကိုကိုလီလာထားမှဆရာတော်တန်ခါတော်တွေကိုဆက်ဆံတဲ့အခါမှာဝီနီးအပြစ်တွေမဖြစ်အောင်ဆက်ဆံတတ်တယ်။နေမို့ဆိုကျမတို့ကမသိတော့ငွေတွေပတ်စံတွေလဲဝတ္ထုတွေလဲစားအိတ်တွေနဲ့အတင်းသွားလို့လဲအပြစ်ဖြစ်တယ်။တိတ်ကြီးညုံလုံးလို့အမျိုးသမီးတွေကခြေတော့တွေပါတွေတွက်ကင်လဲအပြစ်ဖြစ်တယ်။အခုစပင်းနေဖြန့်ခင်းပြီးတော့စပင်းကိုနင်းခိုင်းလဲအပြစ်ဖြစ်တယ်။ ဒါရီစနစ်တကျသိရမယ်စွန့်ကတ်တာအစကျမတို့ညနေပိုင်းတွေပါတွေတွားတဲ့အခါကျရင်လူပဲဝိထုတွေပါသွားတယ်ကတ်တင်တာရှိတယ်မကတ်ရတာတွေရောအများကြီးရှိတယ်မသိတော့ဆရာတော်တွေကိုကတ်ရင်ဆရာတော်တွေကခုနမှထားဆိုရင်ကိုကလက်ထဲအရောက်ပေးမှကိုလူကမြောက်တယ်ထင်တာအဲ့ဒီလိုလက်ထဲအရောက်ကတ်လိုက်တာနဲ့အဲ့ဒီဟာဒီမအံ့ရင်ကိုလူကဟောတိကံအလားတက်ဖြစ်သွားတယ်တချို့အစားတော့ကဟဲ့လားကတ်လိုက်ပြီးပြီဆိုရင်နေချင်းပြီးမနေ့ဖက်ကတ်ရင်တော့မှမုံဘုံလို့ပါလို့ဒီလက်ထဲမကတ်ရအောင် ကန့်လိုက်ရင်နေချင်းပြီးစားမစားရင်နောက်ရစားလို့မရတော့အဲ့လိုမျိုးတွေရှိတဲ့အတွက်ကြောင့်ဆရာတော်တွေကညွန်ပြတယ်အဲ့တော့ကျမတို့ကနားလဲဖို့လို့လားမလို့စနစ်တကျအဲ့ဒါတွေသိဖို့ရောဓမ္မမိတ်ဆွေတို့စူးစမ်းရနိုင်မယ်เนาะဒါကြောင့်ဗုဒ္ဓဘာသာဝင်ကောင်းတဲ့ယောက်ဖြစ်ဖို့ကျမတို့ရဲ့ဗုဒ္ဓဘာလဲကျမတို့ဗုဒ္ဓဘာတွေဆုံးမခဲ့တာလဲကျမတို့ဆုံးမခဲ့တဲ့အဆုံးမမှန်သမျှတွေပစ္စုပန်မှာเนาะစင်းရဲကိုပယ်ဖြောက်ပြီးတော့ချမ်းသာကိုရောက်စေတယ်တရားကြီးပဲ တန်တရာမှာလည်းချမ်းသာစေမဲ့တရားနောက်ဆုံးဖခင်တန်တရာချမ်းသာဖို့ဒီအထက်ပြောတာမို့တန်တရာလွတ်ဖို့အထိပါထားတယ်။ဒါကြောင့်ခုဒီပဋ္ဌာန်းတို့ဘာလို့ကြတော့ကိုယ်ရုပ်နံခန္ဓာမှာရှိတဲ့တရားတွေရဲ့ဆက်ဆက်တာကိုသိပြီးတော့ဉာဏ်နေတက်လာအောင်သင်တာဒါပညာဒေသနာခေါ်တယ်။ဝိနည်းသည်တိလဒေသနာ။တုတ်တန်သည်တမာဓိဒေသနာ။အဘိဓမ္မာတို့ပဋ္ဌာန်းတို့ဒီပညာဒေသနာ။ဘာအရသွားလဲဆိုဉာဏ်နေရသွားမယ်။ နံပါတ်1ရမယ်ဉာဏ်သည်ဉာဏ်နဲ့ရုပ်ကိုခွဲခြားသိတယ်နာမရူပပြိစိတ်ကဉာဏ်နောက်တစ်ခါဒီဉာဏ်ရုပ်တို့သည်အခုပဋ္ဌာန်းနေပါလေသိနေဆိုရင်ဘာကြောင့်ဖြစ်တယ်ဆိုရဲအကြောင်းကျိုးသိတဲ့ပစ္စယပြိကဉာဏ်နော်ဒါတွေရလာပြီးတဲ့အပြင်ဒါကိုရွတ်ဖတ်ဖို့ဆိုရင်ねသူ့ရဲ့ဖြစ်ချုပ်သွားတာကိုခန္ဓာနဲ့တိုက်ပြီးတော့ဒါပူဇော်တတ်သွားရင်ပဋ္ဌာန်းယူရင်းနဲ့ဝိပဿနာဖြစ်နေတယ်။ဒါကြောင့်ပဋ္ဌာန်းနဲ့ဝိပဿနာဆိုတာတွဲရက်ပဲဖြစ်သွားလိမ့်မယ်။အဘိဓမ္မာနဲ့ဝိပဿနာလည်းတွဲရက်ပဲဓမ္မမေရှိတယ်။ 他讲，背累了，沙漠啊，牧畜马路做啥子啊？嘛嘛好，地底下有哪来多啊？比如，过马皮的嘛，高面地也有，白家皮肉，高面地也有，多的嘞，多往路边肉，几来大的人，老是看那人呢，去做啥多家呀嘛？他讲，路阿龙爷班长。